င်္ဂလာပါကျွန်တော်2025ခုနှစ်မှာမိခဲ့တဲ့အင်္ဂလိပ်စာမိကွန်းဟောင်းနေတရားနေပြီးတော့ဒီ question number 3 stylistic transformation အတွက်မိခဲ့တဲ့မိကွန်းနေနဲ့ဒီကျင့်ကံလေးလုပ်ကြည့်အောင် rewrite the sentences according to the instructions given in brackets ဒီ ქვენ မှာပြီးထားတဲ့ညွှန်ကြားချက်တွေအရဝကြလေးတွေကိုပြန်ရေးပါတဲ့အဲ့တော့ပြန်ရေးကြည့်အောင် number 1 no sooner had the had their dinner than the ceiling crashed onto the dining table ။အော်သူတို့ညသာစပြီးတော့စားတာ ਨੇ မျက်နှာချက်ကအဲ့ထမင်းစားစပွဲပေါ်ကိုပြုတ်ကြ။ဝုန်းနဲ့ပြုတ်ကြ။အော်တော်ကန်ဆိုတာပဲနော်။စားတဲ့အချိန်မှာမျက်နှာချက်ပြုတ်ကြဆိုတော့ထပ်ပြေးလို့ကောင်းလိုက်မယ်ဖြစ်ချင်း။ဟုတ်ပြီ။ကဲဒါနဲ့ तू ကစပြီးစားတာ ਨੇ ဒီလိုမျိုးပြုတ်ကြတယ်ဆိုတော့ဟိုတခုခုကချက်ချင်းဖြစ်တဲ့သဘောမျိုးပေါ့နော်။အဲ့ဒါကိုကိုကနေပြောချင်တယ်။ပြောချင်တဲ့အခါမှာဒီလိုမျိုးတခုဖြစ်ပြီးတော့တခုမကြခင်မှာဖြစ်တဲ့ဥစ္စာမျိုးပြောတဲ့ခါကျရင် no sooner နဲ့အာတုံးလို့ရတယ်လို့ဘာနဲ့တုံးလို့ရလဲဆိုတော့ as soon as နဲ့တုံးလို့လည်းရ နိုဆူနာဆိုရင်တော့နိုဆူနာ then as soon as ဆိုရင်တော့ဒီကအဆွန်းနက်ပေါ့အဲ့တော့နိုဆူနာနဲ့အဆွန်းနက်နဲ့အတိအပယ်တူတယ်နိုဆူနာနဲ့အာနိုဆူနာ then နဲ့အဆွန်းနက်နဲ့အတိအပယ်တူတယ်ဘာကွာလဲအဲ့တော့နိုဆူနာ then ကြတော့သူက inversion ပုံစံနဲ့ရေးပြရအဲ့တော့ verb subject ပုံစံမျိုးနဲ့ရေးပြရတယ် as soon as ကတော့ပုံမှန်တိုင်း subject verb နဲ့ရေးပြရမယ်အဲ့တော့ကိုက as soon as နဲ့စလိုက်ဒါဆိုရင် as soon as ပြီးတော့ subject လေးစာမယ်ဘယ်သူတို့ the ပေါ့ပြီးရင် verb ကဒီမှာ had had အဲ့ဒါ as soon as they had had their dinner ဟုတ်ပြီနော် no so na မလို့ then ဆိုပေမဲ့ကိုက then ပြန်ထည့်ရမလို့တော့ဘူး as soon as နဲ့ရေးတဲ့အခါမှာအဲ့တော့ comma လေးကိုလိုက်မယ် the ceiling crashed onto the dining table ဒါဆိုပြီးပေါ့အဲ့တော့ as soon as they had had their dinner the ceiling crashed onto the dining table the sns ka conjunction တခုဖြစ်ကြမှာအလဲမှာဆက်လို့လည်းရ the ceiling crashed onto the dining table as soon as they had touched their dinner ဒါဆိုရင်တော့ comma ကုဆရာမလို့တော့ number 2 i was not involved in the project ဒီ project မှာကျွန်တော်မပါဟာ he was not also involved in it သူလည်းအဲ့ဒီမှာမပါဟုတ်ပြီ neither နဲ့တော့ neither no neither nor ဆိုရင်ဒါ correlative conjunction လို့ခေါ်တယ်။ဟာ neither nor တခုတည်းတည်းမကတည်ဘူးပေါ့။ဒါလည်းရှိမလို့ဆိုတော့ both and not only but also ပြီးတော့ either or neither nor ဒါတွေအားလုံးကို correlative conjunction တို့ခေါ်တယ်တနည်းပြောမယ်ဆိုအတွဲလိုက်သုံးတာမို့လို့ paired conjunction လို့လည်းခေါ်တယ်အဲ့တော့မတူတဲ့ဥစ္စာနှစ်ခုကို both and not only but also either or neither nor ဒါလေးနဲ့ဆက်ပြရဒါပေမဲ့ဒီမှာအုပ်စုတွေနဲ့စုခွဲပြီးကြည့်ကြအောင် neither ကိုတုပ်စုထားလိုက်ကျန်တဲ့အပေါ်အသုံးခုကိုတုပ်စုထားလိုက်အဲ့တော့ neither က negative sense ကြီးတယ်အငင်းအိပ်ပဲရှိတယ် နော်ဒီအဓိပ္ပာယ်လေးရှိဒါကြောင့်မလို့သူက night and dawn နဲ့ပြန်ပြည့်တဲ့အခါမှာမူရင်းပေးထားတဲ့စာကြောင်းမှာပါတဲ့အငင်းလေးတွေဖြုတ်ပြီးခဲ့ရနော် negative words တွေဖြုတ်ပြီးခဲ့ရမယ် not true တခြားအငင်းပြတဲ့စကားလုံးလေးတွေပေါ့ဒါလေးတွေဖြုတ်ပြီးရဟုတ်ပြီနော်ကဲအဲ့တော့တကယ်လို့များမိကုံးက night and နဲ့ပြီးထားမယ်ဆိုရင်သူ့ကို both and not truly but also ဆိုတော့ either or တစ်ခုခုနဲ့ပြန်ပြည့်မယ်ဆိုရင်ဘာလို့ပြောလို့မလဲ not heavy ဘို့လို့မှာပေါ့ဟုတ်ပြီနော်ဒီမှာတော့ night and not နဲ့ပြန်ပြည့်တဲ့အတွက်ကြောင့်မလို့သူ့မှာပါတဲ့အငင်းစကားလုံးလေး notly ဖြုတ်ပြီးပါ ော့မတူတဲ့ဥစ္စာနှစ်ခုကြည့်ကြည့်အောင်ဘယ်သူနဲ့ဘယ်သူနဲ့လဲအိုင်နဲ့ဟီဒီနှစ်ခုကိုနိုင်တာနဲ့ဆက်လိုက်အဆက်တဲ့အခါကျတော့ကိုကနိုင်တာ and nor he လို့ပြောလို့ရဒါပေမဲ့အများသောအားဖြင့် i ကိုအနောက်မှာထားပြီးတော့ပြောလို့ရှိတယ်အဲ neither he nor i မို့ neither he nor i ကဲဟုတ်ပြီ i ဆိုတော့အနောက်ကပါဖြစ်မလဲဒီ valve ကိုကြည့်တဲ့အခါကျတော့အနောက်က shift နဲ့ညှိရမယ်နော် valve က words ပဲ neither နဲ့ပြေတော့အငင်းစကလုံးဖြုတ်ရဖြုတ်ခရမယ်အဲ့တော့ neither he uh he nor i was involved in the project တိဖြစ်သွားမယ် neither he nor i was involved in the project ဒီအငင်းစကလုံးကြီးပြန်မထည့်ပြရအောင်နော် number 3 civlets are tiny birds However, they can spend 10 minutes and flight without taking a break. အဲ့ Swiftlet ဆိုဒီဒီပုံနှုတ်မှာပြတဲ့ကောင်းလေးတွေပြန်သွားလေးတွေအဲ့ကောင်းလေးတွေကတင်းငယ်တဲ့နှစ်ကလေးဖြစ်တယ်ဟဲ့ဒါပေမဲ့သူတို့ကဟိုအနားမယူဘဲနဲ့ပေါ့နော်တခါတည်း10လလောက်ကိုပြန်တန်းနိုင်တယ်ဟုတ်ပြီ all do နဲ့တုံးမယ်ဒီမှာကတင်းငယ်တဲ့နှစ်ကလေးဆိုတော့အရင်အားမရှိတဲ့ပုံစံမျိုးဖြစ်တာပေါ့ဒါကြောင့်မလို့အကြာကြီးပြန်နိုင်မှာမဟုတ်ပုံမှန်အတိုင်းဆိုရင်ဒါနဲ့ဒီနှစ်ခုက contrast ဖြစ်နေဆက်ညင်မဲ့ဖြစ် အဲ့တော့သေးတယ်ဒါပေမဲ့သူတို့ကအတားကြီးပြန်နိုင်တယ်မနာပဲနော်နော်ဆယ်လောက်လောက်ကိုပြန်နိုင်တယ်ဆိုတော့ဒီအချက်နှစ်ချက်ကဆက်ညံမဖြစ်နေတယ်ပြီးထားတဲ့မိကုတ်မှာဆက်ညံဘကုတ်တော့ဟောင်းနေသွားနဲ့ပြတ်တို့ကတော့ all do နဲ့ပြန်ဖြစ်မယ်ဟာပြီနော်ဒါဆိုဟောင်းနေဘပြန်ဖြစ်စရာမလိုတော့ဘာလို့ပြောမလဲဘာဖြစ်တော်လဲလဲဒီ swiftness တွေကတင်းငယ်တွေနှစ်ကလေးတွေဖြစ်တော်လဲလို့ကိုကပြောอ่ะအဲ့တော့ contrasting ideas တွေကို all do နဲ့ပြမယ် all do swiftness are tiny birds ကမကုမေစัญญမကိုပြတဲ့ however ပြမထရတော့ဘူးကျွန်တော်ဥစ္စာလေးဆက်ပြောမယ် they can spend 10 months in flight without taking a break ဒီလိုလေးဖြစ်ရင်ရပြန်ပြောအောင် although swiftlets are tiny birds they can spend 10 months in flight without taking a break number 4 the gardener whispered a few words of encouragement to his plants အဒီဥယျာဉ်မှုကသူ့ရဲ့အပင်လေးတွေကိုအားပေးတဲ့စကားလေးနည်းနည်း တီတူပြောတာပေါ့နော်တူတူပြောတာပေါ့ he thought they were alive သူကအသက်ရှိတယ်လို့သူကထင်နေရအဲ့ဒီတော့ဒါဥယျာဉ်မှုလေးတွေဆိုတကယ်ချစ်တဲ့ဥစ္စာလေးတွေဆိုတော့ကိုယ့်ရဲ့အပင်လေးတွေကိုစကားလေးပြောနေအားပေးနေခင်အောင်ပွင့်တော့ကဲအားရှိတယ်နော်ကဲဆက်တဲ့ပြင်ပေါ့နော်ဒီမှုလေးတွေကိုယ်ကနေပြီးတော့ပြောတယ်ဆိုရင် a few words of encouragement လို့ပြောတာပေါ့ဒါပေမဲ့ကိုနားလေထားမယ့်တစ်ချက်ကဘလောက်ပဲ तू ကအသက်ရှိရလို့ तू ထင်တယ်ထင်အသက်ရှိတဲ့ပုံစံမျိုးနဲ့ပဲပြောပြောတကယ်တော့သူတို့ကတကယ်အသက်ရှိတာမဟုတ်နော်အဲ့တော့ SF နဲ့တုံးတဲ့အခါမှာ SF to S2 တို့နှစ်ခုလုံးကြိုက်တာသုံးလို့ရပါတယ်ဒီမှာတော့ SF 3ဆိုတော့ SF ပဲသုံးလိုက်ပေါ့အဲ့တော့ SF နဲ့သုံးတဲ့အခါမျိုးကျရင်သူ့ရဲ့တကယ်ဖြစ်နိုင်တဲ့ real situation ကိုပြောတာဖြစ်တယ်လို့တကယ်မဟုတ်နိုင်တဲ့ unreal situation ကိုပြောတာလည်းဖြစ်နိုင်တယ်အဲ့တော့ real situation ကိုပြောတဲ့အခါမျိုးကျရင်တော့ तू ကပုံမှန်သုံးနေကြ real tense တွေသုံးလိုက်ဆိုလိုချင်တာအတိတ်တောင်ပြောရင် past simple ပေါ့။ဟောအလေးထားတွေရေဘူးရမှန်ကန်တဲ့ဥစ္စာပြောမှဆို present simple အနာဂတ်အကြောင်းပြောမှဆို future ဆက်တဲ့ပြင် real tense ဆိုတော့။ဒါနဲ့ unreal situation နဲ့အခုလိုမျိုးပေါ့။အသက် ရှိတယ်လို့မျိုးပြောနေတဲ့ဥစ္စာမျိုးဆိုတကယ်မဟုတ်တဲ့အခြေအနေပြောတဲ့ခါမျိုးကျရင်တော့ past tense သုံးပြရနော်အဲ့တော့ past tense သုံးပြရမယ်ဟို past နဲ့ဆိုင်တဲ့ဥစ္စာဆိုရင်ဘာဖြစ်နိုင်လဲ past perfect past continuous တခြားတင့်တော်မဲ့ဥစ္စာလေးသုံးပြရ past tense လေးသုံးပြရ Okay ဒါဆိုရင်ဒီမှာကြည့်ကြည့်အောင်ဟော the gardener whispered a few words of encouragement to his plants ပြောနေရပေါ့တလူမျိုးဆိုပြီး as if နဲ့သုံးပြ ဟုတ်ပြီနော် as if ပြီးတော့ subject ပြန်စမယ်သူတို့ကအသက်ရှိတယ်လို့ပြောဆို past အစရိယ past tense ပြီးထားပြီဆိုတော့ထပ်ပြင်ရမလို့ as if they were alive ဒီနေ့မှာတခုတတိထားမှာအစရိယဝယ်မလို့ပြဿနာမရှိဘူးတကယ်လို့များ worse ဖြစ်နေတဲ့စကားလုံးတွေဆိုရင် worse ဆိုရင်လည်းဝယ်ပြောင်းပြီးရ as if uh, they were alive ဟာပြန်ပြောမယ် the gardener whispered a few words of encouragement to his plants as if they were alive number 5 at present people use a gps device instead of a guidebook when they do not know the way to their destination at present လောလောဆယ်မှာ people use a gps device လူတွေက gps ကိရိယာကိုသုံးတာပေါ့ instead of a guidebook လမ်းညွန်စာကိုအစား when they do not know the way to their destination သူတို့သွားရမယ့်နေရာပေါ့သူတို့ရဲ့ခီးပန်းတိုင်ကိုမသိတဲ့အခါမှာတဲ့ဟိုအရင်တော့ဆိုလမ်းညွန်စာကိုကြည့်မြေပုံလေးကြည့်ပြီးသွားတာပေါ့အခုတော့ gps device နဲ့သွားတယ် okay ဒီမှာ participle phrase ကိုသုံးပြရအဲ့တော့ participle phrase ကိုပြောတဲ့အခါမျိုးကြာရင်ဒီဘာတွေကိုသုံးပြီးတော့ပြောပြအောင်လဲဆိုတော့ participle မှာနှစ်ခုရှိမယ် present အာနောက်တစ်ခုက past နောက်ထပ်တစ်ခုကထပ်မထားမယ် perfect happens present participle past participle perfect participle စသဖြင့်ပြောရမယ်။ကြည့်အဲ့ဒါတွေကိုဘယ်အခါမှဒီ participle တွေကိုသုံးတယ်လို့ဆိုရင်ပထမတစ်ခုက reason ကိုပြောတဲ့အခါမျိုးခြံတယ်ဒါလေးသုံးမယ်။ရလက်ပေါ့နော် result ဒါကိုပြောချင်တဲ့အခါမှာလည်းသုံးမယ်။ဟောနောက်အခြေအနေတွေ condition ဒါမျိုးတွေသုံးမယ်။နောက်အခြေအနေကုဆက်ဆက်မှုပြရတဲ့ time relation ဒါတွေကိုပြောတဲ့အခါမှာလည်းသုံးမယ်။အခုဒီမှာကျတော့ဟိုအခြေအနေဆက်ဆက်မှုကိုပြ time relation ကိုပြတာပေါ့။မသိတဲ့အခါမှာ okay ဒါဆိုရင်အဲ့ဒီအပိုင်းတွေကို participant နဲ့ယူပါ။ဒီအပိုင်းမှာဆိုရင်ကြည့်လိုက်တဲ့အခါမှာ do not know ဆိုတာသွားတွေ့။ပုံမှန်တိုင်းသုံးမယ်ဆိုတော့ knowing လို့ဖြစ်ရမယ်။ဒါနဲ့မသိတာမို့လို့ not knowing လို့ပြောရအောင်။ as a bapid domine, not knowing the way to their destination. People use a GPS device or uh, GPS device. Uh, Oh, GPS device instead of a guidebook. Have you not? As well, to a delimus Amazon, the at present မနမထဲမှာမသိတော့အဲ့တော့သူနာအစပြောလိုက် at, at, at present people use a gps device instead of a guidebook not knowing the way to their destination ဒီလိုမျိုးပြောလို့ရเนาะ no? at present not knowing the way to their destination people use a gps device instead of a guidebook you ဒီလိုမျိုးဖြစ်လို့လေရပါဘူးเนาะအဲ့ဆိုတော့ participate ပါလို့ဖို့အတွက်သုံးတာလေဆိုဘွဲ့တန်တဲ့ကြောင်ချိဆက်ဖို့သုံးတာဖြစ်တဲ့ကြောင်မလို့သူတို့ကိုချိဆက်တဲ့နေရာလေးဒီမှာတင်တော်တဲ့နေရာလေးမှာထည့်လို့ရပါ Number 6 They checked the weather forecast သူတို့ကမိုးလေဝသခန့်မှန်းချက်ကိုအရင်စစ်ဆေးခဲ့တယ် then they went for a picnic yesterday ပြီးတော့မနေ့တော့က picnic ထွက်ခဲ့တယ်အဲ့တော့ before သုံးမယ် before ဆိုတာမတိုင်ခင်ပေါ့ဘာမလုပ်ခင်လဲမိုးလေဝသခန့်မှန်းချက်မစစ်ခင်လားမတွားခင်လားမတွားခင်ပေါ့ဟုတ်ပြီနော်အဲ့ဆိုတော့ ဒီနေမှာ verb က went ဖြစ်နေတယ်။ before ရဲ့အနောက်မှာဆို verb ing တုံးရမယ်။ဒါကြောင့်မလို့ before going for a picnic yesterday they checked the weather forecast. အမ they checked the weather forecast before they went for a picnic yesterday ဒီလိုမျိုးပြောလို့လေရ။အဓမ္မဟော before ကို conjunction နဲ့ subject verb နဲ့သုံးလို့ရ။ဒါဆို they check the weather forecast before they went for a picnic yesterday. ဓမ္မဟော before they went for a picnic yesterday they check the weather forecast အမျိုးမျိုးပုံပုံဖြေလို့ရပါတယ်။ ဒီမှာတော့ ing လေးနဲ့ဖြည့်ပြထားမယ် they checked the weather forecast before going for a picnic yesterday number 7 you will not be allowed to go into the library if you do not have your personal library card အဲ့ library card မရှိဘူးဆိုရင်စာကြည့်တဲ့ကပြမရှိဘူးဆိုရင်အဲ့ဒီစာကြည့်တိုက်တဲ့ဝင်ခွင့်မပြုဘူးပေါ့အဲ့တော့ without trophy ing တုံးပြရအဲ့တော့ without throw အရှိတင်လို့ရသလိုအလဲမှာထားလို့လည်းရပါတယ်အဲ့တော့ဘာမဖြစ်ဖြစ်နေလဲမရှိပဲနေပေါ့ အင်္ဂလိပ်လိုဆန်တော့ဘယ်လိုဖြစ်သွားမလဲ without having your personal identity card you will not be allowed to go into the library ဒီလိုမျိုးပြောရင်လည်းရတယ်သို့မဟုတ် you will not be allowed to go into the library without having your personal library card ဒီလိုဆိုလည်းဖြစ်နိုင်ပါ ဟုတ်ဒီမှာတော့အရှိမတင်ပြီးပြန်ပြောထားမယ် without traveling your personal library card she will not be allowed to go into the university အဖြစ်တခုတည်းပြီးထားလို့ဒီတခုတည်းရှိရလို့မထင်အောင်နော်ဟိုပို့ပြီးတော့ဖြစ်နိုင်တဲ့ဥစ္စာလေးရှိတယ်ဒီမှာတော့ဖြစ်နိုင်တဲ့ possible answers တွေအကုန်လုံးပြောပြထားတယ်ဖြေပြတာတော့တမျိုးပဲဖြေပြထားတာပေါ့ number 8 they renovated the old building and converted it into a cinema သူတို့ကအစားအုပ်ဟောင်းအစ်စ်ပြန်ပြုပြင်ပြီးတော့နော်ရုပ်ရှင်အဖြစ်ကိုပြောင်းလဲလိုက်တယ် ကဲသူ့ passwords အနေနဲ့ပြန်ပြောင်းပေးရဒီနေရာမှာတော့ subject က d ပေါ့ verb ကတော့ renovated object ကတော့ the o building နော်ဒါပေမဲ့ the o building က renovated လို့ရုံနဲ့မကဒီဘာလဲဖြစ်ခံရလဲဆိုတော့ converted ပြောင်းလဲခြင်းလက်ခံရအဲ့တော့ verb ကတော့နှစ်ချက်လုံးမှတ်ထားဒါ past tense နေပြထားနော်โอเคအရှိ့ပြင်နေတဲ့ခါမှာဘယ်လိုဖြစ်သွားမှာလဲဆိုတော့ the o building ြုတ်လို့တဲ့သူကမထင်ရှားတဲ့အခါမှာအရေးမကြီးတဲ့အခါမှာကျသူဖြုတ်ခဲ့ as a the ဖြုတ်ခဲ့ i will you they he she it တဲ့ pronoun တွေအကုန်ဖြုတ်ခဲ့အဲ the old building တခုတည်းဆိုတော့ဘာသုံးမလဲ was the old building was renovated and converted ဟာဘယ်နော်ဒီ it ကိုပြန်ထည့်ကြမလို့ဘယ်သူ့ကိုပဲဆိုလိုတာလဲ the old building ကိုပဲဆိုလိုတယ်ဒါကြောင့်မို့ the old building was renovated and converted into a cinema ဒီလိုမျိုးပြောလို့ရတယ် the old building was renovated and converted into a cinema ကွာတော့ဒီ itra ဘယ်နားရောက်သွားတာလဲလို့အဲ့လိုမျိုးစဉ်းစားရမှာလို့နော်တကယ်လို့များ itro ပြန်တဲ့ကျင်လဲဆိုတော့ the old building was renovated and it was converted into a cinema ဒီလိုမျိုးပြောလို့လည်းရပါတယ်နံပါတ်9 our monitor should be a bit considerate towards his classmates to be a good leader အတူရဲ့အတန်းကောင်းဆောင်ကကောင်းဆောင်ကောင်းဖြစ်ဖို့ဆိုရင်သူ့ရဲ့အတန်းပေါ်တွေကိုပေါ့နော်နည်းနည်းဟိုညှတာဖို့လိုတယ်ထောက်ထားဖို့လိုတယ်ဒါကို introductory phrase ကိုတုံးပြီးရပြန်ပြောပြရအောင် အဲ့ introductory phrase ဆိုတာပါတော့ introductory phrase ဆိုတာအရှိန်ကနေပြီးတော့ to infinitively တွေတုံးပြီးတော့ပြောထားတာတို့เนาะနောက်ပြီးတော့အာဘာတွေတုံးပြီးပြောရလဲဆိုရင် infinitive infinitive တုံးပြောတာတို့နောက်တစ်ခုက participle ပေါ့နော် participle ဆိုတာ present participle past participle ဒါမျိုးတွေတုံးပြီးပြောတဲ့ဥစ္စာမျိုးကိုအာနောက်တစ်ခုရှိသေးတယ် prepositional phrase ပေါ့နော်ဒါလေးတွေကိုဝေချာရဲ့အရှိကိုထုတ်ပြီးပြောတဲ့ဥစ္စာကို introductory phrase လို့ခေါ်တယ်။အဲ့တော့ ဒီမှာဆိုရင်ဘယ်ဟာကိုအရှိထုတ်လိုက်ရင်ရမလဲ to be a good leader ခေါင်းဆောင်ကောင်းဖြစ်ဖို့ဆိုတော့ to infinitive ကိုရှိထုတ်လိုက်အဲ့ဒါ to be a good leader ဆိုတာ introductory phrase ပထမ to be a good leader အပြီးတော့မှ comma ကုတ်ပြီးတော့ our monitor should be a bit considerate towards his classmates and ayaba to be a good leader our monitor should be a bit considerate towards his classmates okay နောက်ဆုံးတစ်ခု မမဆက်ထူဟာဆစ်စတာမမသူ့ရဲ့ညီမကိုပြောတယ်အဝဲလူကင်မန်ဆစ်ထရွန်ဒစ်ဆိုဖာ if you are free အားရဒီခုံလေးပေါ်မှာလာပြီးထိုင်ပါလားစကားစမိလေးပြောဖို့ဖြစ်မှာပေါ့အဲ့တော့ reporter speech အနေနဲ့ပြောမယ်အဲ့တော့ तू ကမိကုံးဖြစ်တဲ့ကြောင့်မလို့မမ extra တုံးလိုက်မယ်မမဆက်ထူမတုံးတော့ ESD ဒီ arch မမ extra sister ဟုတ်ပြီနော်ပြီး question ဖြစ်ကြောင့်မကွာဆက်မယ်ဒီလိုမျိုး yes or no question ဆိုရင် if တော့မဟုတ် whether တစ်ချက်တည်းတစ်ခုနဲ့ဆက် ပြီးရင်ပြောင်းပေးရမယ့်ဥစ္စာ will ပြောင်းပေးရမယ်ယူပြောင်းပေးရမယ်တော့ welcome ဆိုတော့ subject အရင်လာပြီးရင် verb ကိုနောက်ကပြောင်းမယ်နော်ပြီးတော့ this ကိုပြောင်းပေးရမယ်ယူပြောင်းပေးရမယ် are ပြောင်းပေးရအဲ့တော့ဘယ်လိုပြောင်းမလဲ mama extra sister if you ဆိုတာဘာပြောရလဲ her sister ပေါ့အဲ့တော့ she will go verb to ပြောင်းလိုက်မယ် would come and sit on ပြီးတော့မှ this ကိုပြောင်းရမလဲ that for on that sofa if you ဆိုတာက her sister ပဲပြောရမလို့ she she ဆိုတော့နောက်က past tense ပြောင်းလိုက်တဲ့အခါမှာ was she was free ဒီလိုဖြစ်သွားမယ်အခုမြန်မာမှာဆိုရင် mama extra sister if or whether she would come and sit on that sofa if she was free ဒီလိုမျိုးဖြစ်သွားပါမယ်အဲ့တော့လို့ဆိုရင်အခုဒီ stylistic transformation နဲ့ဆိုင်တဲ့မိကွန်းလေးတွေကိုဘယ်လိုစဉ်းစားပြီးတော့ဘယ်လိုဖြည့်ဆို့ရမလဲဆိုတော့ကောင်းကောင်းနားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်